ဒီရသည်အစနေတင်းကိုနိုင်အောင်ကစားဖို့ဆိုတော့မဖြစ်နိုင်ဘူးဆိုတဲ့ပေါ်မဆန်ပရီးမီးယားဂန်နဝင်ကစားမတူဖြစ်သူပေါ်မဆန်ကလက်ရှိမီခေယာဒီတာဥဆောင်တဲ့အတင်းအောင်အစနေတင်းကိုချီကျူကုန်ပြလိုက်ပြီးသူရဲ့ဆွမ်းဆောင်ရည်ကောင်းနေကြောင်းအနိုင်ယူလို့မရတဲ့နဲ့ဆွမ်းဆောင်ရည်ပြင်းတဲ့ရန်ရရတစ်ခုလိုမျိုးဖြစ်နေတယ်လို့မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်ဒီမှတ်ချက်ကစနေနေ့ကဘန်လီတင်းကိုလော်ရီလို့စီရင်တိုင်းအနိုင်ယူခဲ့ပြီးတဲ့နောက်ထွက်ပေါ်လာတာဖြစ်ပါတယ်အစနေလူကတော့၃နှစ်ဇက်တိုက်စီတူရင်ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့အခုလက်ဒီမှာတော့နာဂျီကဲသမားတွေကိုအကုန်ပေါက်ကွဲပြနေပြီးတိုင်ပွဲစုံနိုင်ပွဲဆက်နေပါတယ်အစနေတိကစနေနေ့ကဘန်လီတင်းကိုငကိုကုန်းဖြစ်နေနိုင်ယူခဲ့ရမှာ တိုက်စစ်မှုဗီတာဂျိုဂရန်နဲ့ဒီလန်ရိုက်တို့ရဲ့ပထမပိုင်းမှာတွင်းယူခဲ့တဲ့ခေါင်းတိုက်တွင်းကိုတွေကအဓိကအရေးပါခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်မဲအာဆင်နယ်တင်းကပရီးမီယာလိဂ်၅ပွဲဆက်တိုက်နိုင်ပွဲနဲ့ကြိုင်ပွဲစုံ၉ပွဲဆက်နိုင်ပွဲကိုရရှိခဲ့ပြီးရုရှားကအကောင်းဆုံးတင်းနေတဲ့ကတင်းပြည့်ခိုင်မာစွာရပ်တည်နေပါတယ်။ အထူးသဖြင့်ဒီပြမိခရာဒီလိုက်ရဲ့အတင်းကဒီရာဒီမှာဘေကို၃ခုသာအခွင့်ပြုထားရပြီးဘယ်လင်တင်ရဲ့ပွဲစဉ်ကဘေကိုမရှိခဲ့တဲ့အတွက်ခုနှစ်ပွဲဆက်ဘေကိုမရှိဆန်ခြင်းကိုရယူနိုင်ခဲ့ပါတယ်။ဘယ်လင်တင်ကိုနိုင်ရရှိခဲ့တဲ့ကြောင့်အာဆင်နယ်တင်းကမန်နေဂျာကဒုတိယနေရာကဘုံမောက်တင်းကိုနိုင်ရရှိခဲ့ပြီးဒုတိယနေရာယူခဲ့တဲ့မန်စီးတီးတင်းကိုချောင်းမတ်ထိဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဒီချင်းနေကြောင့်ပေါ်မဆန်ကဂန်နာရီရဲ့ရင်သက်စုမောဝဲဘုံဆန်ကောင်းကတခြားစုပလာပြိုင်မတ်တွေအတွက်စိတ်လက်ကြောက်စရာဖြစ်ခဲ့တယ်လို့ဒီပြအကြီးတဲ့အတင်းကနိုင်ယူလို့မရတဲ့အတင်းပုံစံပေါ်ပေါက်နေတယ်လို့ခုလိုမျိုးချီးကျူးပြောကြားခဲ့ပါတယ်။ အခုချိန်မှာအစနေတင်းကဘယ်သူမှနိုင်ယူလို့မရနိုင်တဲ့ပုံစံပေါက်နေပါတယ်သူတို့တွေကခန်းစစ်ကိုရန်ကောင်းကောင်းကစားနိုင်တယ်နောက်ဆုံးကန့်ကျဲဖြစ်တဲ့တိုင်ထိခဲ့တဲ့ free kick ကိုဖယ်ထားလိုက်မယ်ဆိုရင်တော့ဘယ်လီတင်းကဂိုးသွင်းနိုင်မဲ့ပုံဘယ်တော့မှမပေါ်ခဲ့ပါဘူးလို့ပြောဆိုခဲ့ပြီးပေါ်မဆန်ရဲ့အဆိုအရအာဆင်နယ်တင်းရဲ့ခန်းစစ်တည်ငြိမ်မှုကပြိုင်မက်တီအတွက်အခွင့်အရေးလုံးဝမရနိုင်လောက်အောင်ခက်ခဲစေပါတယ်လို့ဆိုပါတယ်ပေါ်မဆန်ရဲ့အဆိုအရအာဆင်နယ်တင်းရဲ့ခန်းစစ်တည်ငြိမ်မှုကပြိုင်မက်တီအတွက်လုံးဝအခွင့်အရေးမရနိုင်လောက်အောင်ခက်ခဲစေပါတယ် ီတီအေရီယာတွေဝန်ထမ်းများအားအလုံးကရှင်းထုတ်ခံခဲ့ရတယ်လို့လည်းသူကဆိုပါတယ်ပုံမှန်ဆန်ကအာဆင်နယ်တင်းရဲ့ခန်းစစ်ပိုင်းကစားမရီကိုတအူးချင်းရွေးချယ်ပြီးချီးကျူးခဲ့ပါတယ်အာဆင်နယ်တင်းကအားအလုံးကိုခေါင်းနိုင်ရှင်းထုတ်ခဲ့ပြီးသူတို့မှခန်းစစ်ကစားခြင်းနဲ့ဗဟုခန်းစစ်ကစားမနှုတ်ဦးတဲ့တက်တီမော်ရီကိုရပ်တန့်ခြင်းနဲ့တောင်းပန်နောက်ခံလို့တအူးရှိပါတယ်လို့သူကဆိုပါတယ်သူရဲ့ခန်းစစ်စိတ်နဲ့စီကံကိုထင်ရှားစွာမြင်တွေ့နေရပါတယ်အာဆင်နယ်တင်းရဲ့ခွင့်လန်းလူဒီကနာရဲ့စွမ်းဆောင်ရည်ကိုလည်းပုံမှန်ဆန်ကအမြင်ဆုံးအမှတ်ပေးခဲ့ပြီးသူကဘန်လင်းနဲ့ပွဲအတွက်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဆယ်မက်မှဆယ်မက်ကနေနည်းနည်းလေးတောင်စောမှာမဟုတ်ဘူးလို့ချီးကျူးပြပါတယ်ဒီကနာကပွဲကိုရပ်တန့်နိုင်ရုံသာမကပဲ ထူးချွန်ပြောင်းလဲတဲ့ဆွမ်းဆောင်ရည်ကိုလည်းပြသနိုင်ခဲ့ပါတယ်လို့ပေါ်မဆန်ကမှတ်ချက်ပေးခဲ့ပါတယ်။ဒါမှမဟုတ်ပေါ်မဆန်ကအာဆင်နယ်တင်းတွက်စိုးရိမ်မိတဲ့တခုတည်းသောအရာကိုလည်းထောက်ပြသွားခဲ့ပါတယ်။ကျွန်တော်အာဆင်နယ်တင်းတွက်စိုးရိမ်တဲ့တခုတည်းသောအရာကပက်ရှင်မူဗီတာဂျိုကရက်ထောက်သွားချိန်မှာလောကကုန်မတူညီတဲ့အတင်းတင်းပုံစံပေါ်ပေါက်ခဲ့ပါတယ်လို့သူကဆိုပါတယ်။ အရင်ကစားမတွေဝင်ရောက်လာခြင်းနဲ့ပထမပိုင်းခြေစွမ်းတွေရဲ့ကွာဟာချက်ကိုဘောမဆန်ကမြင်ခဲ့တာလည်းဖြစ်ပါတယ်။ကုလန်တိုက်စစ်ကစားမမယ်ရီနိုဝင်လာပြည့်နောက်ပိုင်းမှာတော့အားလုံးကိုစူးစီးထားနိုင်ခဲ့ပေမဲ့လည်းဒုတိယပတ်မှာတိုက်စစ်ကိုပထမပိုင်းတော့လည်းချိန်ချောက်မှုမျိုးမလုပ်နိုင်ခဲ့ကြတော့ဘောမဆန်ကဝေဖန်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းနီကုန်းချုပ်တွေနဲ့ဘောမဆန်ကသူတို့ကအရေးချင်းရှိတဲ့ကစားမတွေအပြင်းနဲ့အသင်းဖြစ်နေတာကြောင့်အဲ့ဒီလိုဖြစ်တာကတာမန်မဟုတ်ပါဘူး။သူတို့ကစွမ်းဆောင်ရည်ပြင်းတဲ့ရန်ရာတစ်ခုဖြစ်ပြီးအရေးတိတွေလည်းအများကြီးရှိပါတယ်။ဒါကအားလုံးလည်းတော့တင်းကောင်းမဟုတ်ပါဘူးလို့အာဆင်နယ်အသင်းကိုတခြားပြိုင်မက်တွေအတွက်မရဏမီးဖြစ်တတ်မှတ်ပေးခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်